ားလုံးမင်္ဂလာပါဗျဖော်ကလေးနေပညာနေပြန်နေကြိုးစားပါတယ်ဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်မန်ကျွန်တော်မန်လေးမှာဆိုတော့ကျွန်တော်မန်မန်လေးရနေပြီးတော့ဗောနော်အဲကျွန်တော်တိုက်ပြလို့ထဲမှာပါသွားပြီးတော့ဖုံးမပြပြသွားတယ်ဒီမှာမှန်နေကြည်သွားတယ်အဲ့တော့ဒီကောင်လေးကိုလာပြီးပြင်တယ်ဗောနော်ကျွန်တော်စမ်းကြည့်တာဘာမှတော့မလာတော့ဘူးအဲပြစ်ထားလည်း၃လနေပါလာတော့ရှိပြီအဲခုမှလာပြတယ်ဗောနော်ခုမှအောက်ထက်နေပြန်ပြီးချားညက်တယ်ဖြဲထုတ်ပြီးပြန်တွေ့တယ်ဆိုပြီးတော့လာပြင်းနေပေါ့နော်။အော်ဒီအရည်ကိုပြပြနေမြောက်ပေးမှဖြစ်ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ဒါဆိုရင်ပြင်ပြရတဲ့လုံးစလုံးအဲပြင်အောင်ပြင်ရပါမလားမသိတော့နော်။ ဲ့တော့ကျွန်တော်လည်းတစ်ချက်ဆန်းကြည့်မယ်ကျွန်တော်ခွာကြည့်မယ်ပြန်နော်ဒီကောင်လေးကတော့အလွယ်တကူပဲလက်သေးလေးနဲ့ခွာထုတ်လို့ရတယ်နော်ခွေတစ်ချက်ဆန်းကြည့်မယ် Okay. မနော် Okay, ဒါဆိုထုံးတဲ့နိုင်မယ့်အပေါ်လေးကိုတစ်ချက်လောက်ကျွန်တော်တို့ဒီမှာရှိတဲ့နေ့တွေဖြုတ်ကြည့်မယ်နော် တကယ်တော့ no power ပြုတ်ပြင်းနေတဲ့သင်္ကန်းစာလေးပေါ့เนาะကျွန်တော်မေးစင်များလဲဘူးဘူးသူရဲရောင်းကြည့်လို့ရပါတယ်ဗျโอเคအောင်ဆိုရင်ကျွန်တော်ချက်ခွာလိုက်ပြီခွာလိုက်ပြီဆိုတော့အဲပထမဆုံးပြုတ်တာတော့ပတိပြုတ်နေတာတော့တွေ့တယ်အဲဒီကောင်လေးပြုတ်နေတယ်ပေါ့နော်ပတိရောတာကိုပြုတ်နေဆိုတော့တခြားတော့ပြန်တက်ကြည့်လိုက်မယ်ကျွန်တော်ပြုတ်ကြသွားပြီးတော့ကျွန်တော် ပြုတ်သွားနေတူတယ်နော်တခြားလောက်ပြန်ဆန်းကြည့်မယ်အော်ကျွန်တော်တို့ထူးခြားမှုလေးရှိအောင်အားလေးပါနေနေကြကြလေးတွင်းထားမယ်မနော်အဲ့ဒါ3မိနစ်4မိနစ်တော့တွင်းဆန်းကြည့်မယ်โอเคတွင်းဆန်းကြည့်တယ်တော်တော်မှမလုပ်ဘူးဘာထူးခြားမှုမလဲမရှိဘူး private တွေမတုံဘူးနော်ပုံမှန်ဆိုရင်မှန်မကောင်းလဲပဲကျွန်တော်တို့ဒူးဆိုအားသွင်းတဲ့အချိန်ကြီးသိအောင် private တော့တုံတယ်ဒီကောက်လို့တုံတာမျိုးလည်းမရှိဘူးအဲ့ဒါမရှိဘူးဆိုတော့ note တစ်ဆင့်ဆက်သွားမယ်နော်အဲ့တော့နောက်တစ်ဆင့်ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ ပရင်းငုတ်လေးတက်ပြီးတော့ power supply နဲ့ no no ကြည့်မယ်နော်ပရင်းငုတ်လေးနဲ့တက်ပြီးတော့ okay အဲဆိုရင်ကျွန်တော်ဒီကောင်လေးကိုပရင်းငုတ်လေးတက်ပြီးတော့ power supply နဲ့ no no ကြည့်မယ် power supply နဲ့ no လို့ရှိရင်တော့ဒါဆိုတေချာတဲ့တက်တက်ခဲကိုအားလေး supply နဲ့ထောက်ပြီးအားလေးသွင်းပေးရုံပဲ supply ထောက်အားသွင်းနေမှမရဘဲမယ်အရင်လွယ်ရင်နော် okay ကြည့်ပြောင်းပြ okay ဒါဆိုကျွန်တော်ပတိပီဆော့ကလေးဖြုတ်လိုက်မယ်ပီဆော့ကလေးဖြုတ်လိုက်မယ်တော့ဒီမှာဒီဆော့ကက်အစားထိုးကြည့်မယ်။ Okay ဒါနဲ့ကွတ်တီပဲเนาะကွတ်တီပဲဆိုတော့ဒီမှာ အပေါင်းနှုတ်လေးသိအောင်တစ်ချက်တော့ကြည့်မယ်နော်အပေါင်းနှုတ်လေးကြောင်းအာဒီကောင်လေးကအဲဒီကောင်ကအပေါင်းဒီကောင်ကအနှုတ်ပေါ့နော် B flat B minor ပါတယ်ဆိုတော့လေ Okay ဒါဆိုရင်ကျွန်တော်တို့တွေဆိုရင် အပေါင်းတော့ဆိုအပေါင်းပေါင်းနှုတ်နှုတ်ကျွန်တော်တက်ကြည့်လိုက် Okay Okay ကံကောင်းတော့ခုက short တွေပါရတယ် input short တွေပါလေရောတန် short တွေပါပြတော့မတွေ့ဘူးအားလုံး00မှာငြိမ်နေတယ်အားလုံး00ပဲဘိုးတွေမဆွဲဘူးပေါ့ဗျာဒါဆို short မရှိဘူးလို့ယူဆလို့ရပြီ အဲ့တော့ power clock လေးတစ်ချက်လောက်နှိပ်ကြည့်မယ်ဟွန်း power clock ကျွန်တော်နှိပ်တယ် power clock နှိပ်တဲ့ချက်မှာမို့ကျွန်တော်တွေအမြန်စားပြီးတော့ power clock လည်းလွတ်လပ်ရော00ပြန်ဖြတ်သွားတယ်အဲဆိုရင်ကျွန်တော်တို့ဒီ error ကနံပါတ် error ကတော့ power IC error နံပါတ် 1, 1ကတော့ကျွန်တော် CPU လည်းဖြတ်ဖြစ်နိုင်တယ် အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တစ်ချက်လောက်တော့အဲတစ်ချက်လောက်တော့ပေါ်ဝါအစီလေးကိုတစ်ချက်လောက်စစ်စစ်ရမယ်ဗျစစ်စစ်ရမယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့တွေအပူလေးပြရမယ်ပေါ့နော်တခါကြလို့ရှင်ပစ်ထားတာကြားတဲ့ဟိုကျွန်တော်တွေအဲ့နေတဲ့လူကိုအနိုးကခတ်ခတ်တယ်လို့ပဲအဲသူလည်းအနိုးကအနိုးကခတ်တတ်တယ်အဲ့တော့ကျွန်တော်တွေသူ့ကိုအဲတစ်ချက်လောက်အပူလေးပေးပြီးတော့နိုးနိုးကြည့်မယ်အဲကျွန်တော်ဘာပဲလုပ်လို့အလွယ်ဆုံးနဲ့စလုပ်မှာပေါ့နော်အလွယ်ဆုံးနဲ့စလုပ်မယ်ပြီးပြီဆိုမှကျန်တာလေးအကြီးကြီးလုပ်မယ်ပေါ့နော် တချို့ကရှိတယ်တခါတည်းအကြီးတွေတန်တန်လောက်တာမျိုးတွေရှိတယ်အဲ့လိုမလုပ်ပါနဲ့လွယ်လာဆက်လုပ်မယ်နော်လွယ်လာနဲ့ဆက်လုပ်ပြီးမယ် okay ဒါဆိုရင်ဒါသူ့ရဲ့ဆက်ပြပေါ့နော်သူ့ရဲ့ဆက်ပြမကြည့်လိုက်ဆက်ပြတပြားကိုကြည့်လိုက်မယ်အခုလိုမျိုးပေါ့နော်လုံးဝအပိတ်ပဲဘာမှခွာထားမျိုးမရှိသေးဘူးဒါဆက်ပြတော်တော်ကောင်းပြီးတန်တယ်လို့ပြောလို့ရပါပေါ့နော်ဒါတော့သူ့ရဲ့ ESP ကပြပိုက်တာဖုန်းလိုင်းကျိုးဒါတော့ပေါကီအတိုင်း okay okay အဲ့ဆိုရင်ကျွန်တော်အပူလေးနဲ့ပေးကြည့်မယ်ဗျာနော်အပူလေးနဲ့ပေးကြည့်မယ် ပူရင်းနဲ့ပေးကြည့်မယ်ပေးကြည့်မယ်ဝေဒီကောင်လေးကိုကျွန်တော်အပူပေးတာထိရမှုရှိအောင်ဒီအပေါ်ကကတ်ကတ်တဲ့ဟာလေးခွာလိုက်မယ်နော်ပေါ်ကတ်ထားတဲ့ခလေးခွာလိုက်မယ်ပေါ်ကတ်တဲ့ဖလေးတစ်ချက်လောက်ခွာကြည့်လိုက်မယ်အဲโอเคโอเค အဲ့ကျွန်တော်အပူလေးနည်းနည်းပေးကြည့်လိုက်မယ်ဗျာနော်အပူလေးနည်းပေးကြည့်လိုက်ပူပေးနေတနေရာလေးမှာဂျာကြီးပေးမိတာเนาะတကြိုက်ပိုရှိတဲ့နည်းနည်းသေးတဲ့ဟာလေးအပူနဲ့ကြောင့်မလို့ပျော်ကြတော့မှဆိုးရတယ်ပြုတ်တော့မှဆိုးရတယ်เนาะโอเค အဲ့တော့ဒီဘက်ချမ်းကတော့ကျွန်တော်တို့ဒီမှာ IC ကြီးတွေဆိုတော့ထုံးစံတိုင်းပဲ CPU နဲ့ EMC ပဲပေါ့နော်။အဖုန်းအလုံးတူတူပါပဲဗျ။ဘယ်ဖုန်းမဆိုအဲ့လိုပါပါလဲ။ CPU နဲ့ EMC ကဒါအကြီးဆုံးဖြစ်ပါတယ်။ Okay ကျွန်တော်အပူလေးပေးပြီ။အဲ့တော့ပူစီတော့ A1 A1 ခဏစောင့်မယ်နော်။ โอเคဒီနေရာမှာတခုပြောစရာရှိတာလေးရှိရှိတယ်ပေါ့နော်အဲပြဿနာရှိတယ်တချို့လည်း supply နဲ့မနိုးလို့ရှင်မနိုးဆိုပြီးတော့အဲ့လိုမျိုးတွေချောက်ပြင်တတ်တယ်ခါကြလို့ရှင်တချို့တချို့ဘုတ်တွေချို့ဆက်ပြားတွေက supply နဲ့မနိုးတဲ့ဆက်ပြားတွေရှိပါတယ်ဒါကြောင့်မို့ supply နဲ့ကျွန်တော်တို့ဒီ tan shock လို့ input shock လို့မရှိဘူးဆိုလို့ရှင် IC တဲ့ပူရမျိုးမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပတိနဲ့ပတိတဲ့နဲ့ဆန်ဆန်ကြည့်ပါဆန်တက်တင်ပါတယ်เนาะဒါမှကျွန်တော်တို့ပို့ကောင်းပါတယ်အဲ့တော့ဒီကောင်ကတော့ဒါ supply နဲ့နှိုးတဲ့အမျိုးမျိုးစားတွေမှာပါတယ် ဟွန်းဒါကြောင့်မို့ကျွန်တော်ဒီကောင်လို IC ပူခြင်းပူပေးခြင်းဖြစ်ပါတယ်မိတ်ဆွေများက10 shot လို့ input shot လို့အဲ့လိုမျိုးလဲမပြဘူးတန်းနေတယ်ဇူးဇူးပဲပြနေတယ်ပူလဲမပူဆိုလို့ရှိရင်ဗတိအစ်တဲ့ဆန်သက်တင်ပါတယ်ဗျအဲ့ဒါဆိုရင်ဗတိအစ်တဲ့ဆိုရင်ပြန်လို့မှာပါဗျအဲ့တော့ကျွန်တော်တို့ဒါလောဆယ်အပူလေးပေးလိုက်ပြီအဲ့တော့ပေးလိုက်ပြီးတော့ကျွန်တော်တို့ချက်တော့ပြန်ချိန်ဆန်းကြည့်မယ်နော် ျွန်တော်တို့ဒီပုံမှန်တော့ဒီမှာလာလာမချိတ်လည်းပဲဒီဒီကျွန်တော်ဒီကောင်က ground ထောက်ထားပြီးတော့သူ့ရဲ့ဒီမှာဒီငုံမှထောက်ထားလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါကြောင့်အလုပ်ရှုပ်တယ်ဒါလိုချိတ်လိုက်တော့ပိုလို့လွယ်ကူသွားတာပေါ့နော် okay ဒါဆိုရင် power clock လေးကျွန်တော်တစ်ချက်လောက်တွင်းတွင်းတွင်းနေကြည့်မယ်နော်ဟိုဒီမှာ power clock အထိုင်လေးရှိတယ်သူလည်းတူတူပဲနော် ground နဲ့ကျွန်တော်ချပြတာပေါ့သူတို့နှစ်ခုပို့လိုက်လို့ရှိရင် power လေး power နေပြီးသားဖြစ်ဖြစ်တယ်ပေါ့နော်ဒီမှာ ဆိုရင်အဲကျွန်တော်ပတိလေးကိုနည်းလေးအားရှိတော့နည်းတော့နှိုးကြည့်မယ်နော်ပတိလေးအားရှိတော့နည်းနှိုးနှိုးကြည့်မယ်ပတိလေးအားရှိတော့နည်းနှိုးကြည့်မယ်ဆိုတော့အဲ့တော့ဒီရဲ့သူ့ရဲ့ပတိပေါ့နော်ဒါရဲ့သူ့ရဲ့ပတိငုတ်ဖြစ်ပါတယ်ပတိပတိငုတ်ပါတယ်ဒီမှာတော့သူအပေါင်းနှုတ်ငုတ်လေးပါပါတယ်အပေါင်းနှုတ်ငုတ်လေးမှာကျွန်တော်တို့ဒီမှာနဲ့အပေါင်းနှုတ်လေးထိုးလိုက်ရမှာပဲထိုးမယ်ဆိုတော့ဒါလေးကဒီဟာလေးကသေးနေဆိုတော့ကျွန်တော်တို့ခက်တိတိလေးရှာမယ်ဗျာနော်အတိတိလေးရှာမယ်ဆိုတော့โอเคကျွန်တော်တို့လောစဒီကောင်လေးနဲ့ခဏစမ်းကြည့်ရအောင်နော် โอเคဒါဆိုရင်သူသူစီမှာအပေါင်းနှုတ်လေးရှိလိမ့်မယ်အပေါင်းနှုတ်လေးကျွန်တော်တို့တစ်ချက်တော့ထိုးကြည့်မယ်တကယ်လို့ဒီ atomy scale 2 2 is supply ဆိုရင်တီးနေဆိုအမိုင် atomy ပါတယ်โอเคကျွန်တော်တို့ဒီမှာမှာတော့ဒီဒီ file supply မှာတော့ဘယ်လိုပြလဲဆိုတော့မှားပြီးထိုးလို့ရှိရင်အပေါင်းနှုတ်မှားချိန်လို့ရှိရင်ဘာမှမပြပါဘူး0က0ပဲပြနေမှာပါ 00ပဲပြနေမှာเนาะโอเคဒီကလိုကျွန်တော်တို့တွေဒီဘက်ဟိုဘက်လေးပြန်ပြောင်းချက်တဲ့အခါမျိုးမှာဒီပရိယာကနေလို့လေးပြီးနေတယ်အားလေးတွင်းနေတာမျိုးလေးပြပါတယ်ဗျဒါဆိုရင်အပေါင်းတို့မှန်နေလို့ယူဆလို့ရပါတယ်အဲ့တော့ဒီဒီတန်လေးပဲခဏတော့ထိုးထားလိုက်မယ်เนาะ5မိနစ်လောက် ပြန်ပြီးတော့အားလေးချိတ်ကြည့်မယ်ကျွန်တော်အားလေးထိုးကြည့်မယ်နော်အားထုတ်ပြီးခဏစောင့်ကြည့်မယ်ဗျ Okay အဲ့တော့ကျွန်တော်9မိနစ်လောက်သင်ပြီးတဲ့အချိန်မှာထူချောင်မှုရှိလာပါပြီဘယ်လိုထူချောင်မှုရှိလဲဆိုတော့ကျွန်တော်အား ကျွန်တော်အားသလို့ရှင်ကျွန်တော်အားသလို့ရှင်ဒုတ်ဆိုပြီးတော့ vibrate တုံသွားပါတယ်မှန်မှရုပ်မပေါ်တာတော့မှန်တော့လုံးဝလစ်သွားလို့ပါနော်ဒါဆိုရင်မှန်လစ်လိုက်ရင်ကိုကောင်းတော့ပါပြီဗျဘာဖြစ်ဖြစ် no power လုံးလေးရတော့ပြန် no သွားပြီဖြစ်ပါတယ်အဲ့တော့ဖြစ်တာတော့ဘာမှထူးခြားတော့မရှိဘူးမှန်တော့ပြက်သွားတယ်ဒါပေမဲ့မှန်မှန်ပြက်သွားတယ်အဲသူ့ရဲ့ သူ့ရဲ့တက်ခဲလေးကတော့နည်းလေးပြျော့သွားတယ်သူ့တက်ခဲလေးနည်းနည်းပြျော့သွားပြီးတော့ဟိုပြောမယ်ဆိုတက်ခဲပြတ်သွားတဲ့သဘောမျိုးပေါ့နော်အားလေးလုံးဝထောင်းသွားတယ်အသုံးလာလဲကြာပြီဆိုတော့အားလေးထောင်းပြီပေါ့အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ခုနဆပ်လိုက်နဲ့ထောက်ပြီးတော့အသားလေးနိုးထားတယ်အဲအားလေးတွင်းပြထားတယ်ပေါ့နော်တွင်းပြီးပြီးတော့ကျွန်တော်ဒီကလေးတက်ပြီးတော့မအသွင်ကြိုးလေး9မိနစ်လောက်ကျွန်တော်တွင်းထားလိုက်တာအဲ့တော့ပထရီအားလေးနည်းနည်းလောက်ပြန်ရသွားပါတယ်အဲပထရီအားလေးနည်းနည်းပြန်ရသွားတယ်ကျွန်တော်ဒီမှာ vibrate drone ဆိုပြီးတုံလာတယ်အားသွင်းတဲ့ပုံလေးပြတယ်ကျွန်တော်ဒီမှာဒီ ခုနနဲ့ချစ်ကြည့်တဲ့ခါမျိုးပါတယ်အာသွင်းနဲ့ပုံလေးကျွန်တော်အာသွင်းကြောင့်လေးပြတယ်โอเคဒါဆိုလို့ရှိရင်ဒီကောင်လေးကပါဝါနှုတ်တော့ပါပြီဗျဒဲဒါဆိုလို့ရှိရင်မစ်စရာလုံးမယ်အရန်လွယ်တဲ့ပါဝါနုနေလေးသိရှိသွားပြီထင်ပါတယ်ဗျတချို့ဟာတွေကြတော့လေအဲ့တော့ကြီးမမားတွေဘာမှမဖြစ်ဘူးအရန်လွယ်တယ်တချို့ဟာတွေကြတော့လေအဲ့လိုမျိုး IC လဲရတဲ့အထိ IC လဲတာတော့မရတဲ့လုံးလေးလည်းအများကြီးကြုံမှုပါတယ်ဒီလုံးလေးကတော့အရန်လွယ်ပါတယ်ဗျဒဲကျွန်တော်ကျွန်တော်မစ်စရာလဲထားကြလို့ရှိရင်ပါဝါမလောက်ဆိုပြီးအကြီးအကြီးကြီးတွေရှောက်လို့မှဆိုလို့ဒီကလေးလေးအလဲစုံနီလန်းလေးနဲ့ရတယ်ဆိုတဲ့အကြောင်းလေးလာပြီးမြပေးတယ်ပါဗျအားလုံးကျေးဇူးတင်ပါတယ်ဆင်မီနဲ့ line ဆွဲနေပြီးအပိတ်ကပါဗျကျွန်တော်ဆန်လေးတော့မန္တလေး line နဲ့ဆိုင်မှာရှိပါတယ်ဗျမစ်စရာလဲဖုန်းနဲ့ပတ်သက်ပြီးမြင်းမြင်းကျင်းတာရှိနေလား ာခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲမကလာမပြဖို့ကွာလေးနဲ့ပညာကလည်းအားလုံးကိုချိုးဆိုပါတယ်ဗျာ like and subscribe နဲ့ပြအားပေးကြပါဦးဗျာ yeah yeah